တောင်ကိုရီးယားအတိုက်ခံပါတီတွေကယာယီသမ္မတချွန်းဆန်မော့ကိုဆွဆွဲပြစ်တင်မှုမလ21ရက်ကအဆိုတင်သွင်းခဲ့ပါတယ်။ဒီအစီအစဉ်ဟာမကြာသေးမီကနိုင်ငံရေးအကြက်တဲနဲ့ရင်ဆိုင်ခဲ့ရတဲ့တောင်ကိုရီးယားရဲ့နိုင်ငံရေးအခြေအနေကို ပုံမှုဆိုးရွားပွဲရှိနေပါတယ်။ဆွဆွဲပြစ်တင်မှုကိုဒေတာစံတော်ကျင်းမိုးလဲနှစ်နာရီခန့်ကအစိုးတင်သွင်းခဲ့တာဖြစ်ပါတယ်။စေဝါရေးဆိုင်ရာလက်ထဝန်ကြီးချုပ်ဖြစ်တဲ့ချွဲဟာပြီးခဲ့တဲ့နှစ်ဒဇမလကသမရနဲ့ဝန်ကြီးချုပ်တို့ဆွဆွဲပြစ်တင်ခံခဲ့ရပြီးတဲ့နောက်ယာယီသမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။သူ့ကိုဆွဆွဲပြစ်တင်မဲ့အစိုးကအထက်အတိုက်ခံပါတီဖြစ်တဲ့ဒီမိုကရက်တစ်ပါတီနဲ့တခြားပါတီလေးခုကတင်သွင်းခဲ့တာဖြစ်ပါတယ်။ ချွဲဟာဆွဆဲဖြစ်တဲ့ခံထားရတဲ့သမရယွန်းဆောင်ယူရဲ့စေအုပ်ချုပ်ရဲ့အမိတ်ထုတ်ပြန်ကြေညာမှုမှာပေါင်ဝင်ပတ်သက်မှု အခြေခံဥပဒေဆိုင်ရာတရားရုံးအတွက်တရားသူကြီးတဝက်ကိုခန့်အပ်ဖို့သတင်း၃ပတ်ကြာညှင်းဆိုခဲ့မှုအပေါင်းဝင်အကြောင်းပြချက်၄ချက်နဲ့ဆွဆွဲပြစ်တင်မှုအစိုးတင်သွင်းခံခဲ့ရတာဖြစ်ပါတယ်။တရားသူကြီးခန့်အပ်ဖို့ချွဲကညှင်းဆိုခဲ့တဲ့အတွက်တရားသူကြီးကိုဦးရှိရမယ့်အခြေခံဥပဒေဆိုင်ရာတရားရုံးမှာလက်ရှိတရားသူကြီး၈ဦးသာရှိနေပါတယ်။ခြေကံဥပဒေဆိုင်ရာတရားရုံးဟောင်းဝင်ကြီးချုပ်ဟန်တုတ်စုကိုဆွဆွဲပြစ်တင်မှုတင်မတင်ကိုမလ24ရက်မှာဆုံးဖြတ်မှာဖြစ်ပါတယ်။